ချီကိုတော့ပိုလီတွဲပလိုင်းလေးကိုတုံးပြီးတော့ထုတ်ပြပေးပါမယ်။ပြီးလို့ရှိရင်ဒီမှာ S site ကတော့ 4.5 mm ကိုသုံးပြီးထုတ်ပြပါမယ်နော်။အရင်ဆုံး slim knot လေးလုပ်လိုက်ပါမယ်။ပြီးတော့ရင်ဒီမှာ chain နေစထိုးပါမယ်။ chain ထိုးတဲ့အခါကျရင်အရန်ကြစ်ကြစ်ကြီးလည်းမဟုတ်ဘူး။အရန်ပေါ့ပွားကြီးလည်းမဟုတ်ဘူး။အနေတော်လောက်ကိုထိုးသွားပါမယ်နော်။လူပေါင်းချန်လေးတွေနော်။ဒီမှာ car size 28အတိုင်းတားနဲ့ထိုးရမှာပေါ့နော်။အဲ့တော့ဒီဖုံးမီးကိုတော့မရည်တော့ဘူးပေါ့နော်။အရင်ဆုံး chain လေးတွေထိုးတဲ့အခါမှာဒီနေရာမှာ ခါဆိုင်28အတိုင်းပေါ်မူတည်ပြီးတော့ထိုးကြမှာပေါ့နော်ဒီနေရာမှာခါဆိုင်က28 site ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဒီချီကိုလည်း28ထိုးကြလိုက်မယ်။ပြီးရင် chain လေးနှစ်ခါပို့ထိုးလိုက်မယ်နော်။ chain နှစ်ခါပို့ထိုးပြီးတော့သူ့ကိုဒီဘက်ကနေပြန်ဆောင်။ဒါကတော့ဒီကခါကွင်းပေါ့နော်။ခါကွင်းကိုထိုးမှာပေါ့နော်။ဒီနေရာမှာဟိုဘက်ဒီဘက်ဆက်ရမယ်နော်။ဆက်ရတဲ့ခါကျရင်ချီကို လိမ့်နေအောင်မယူဘဲနဲ့ဒီမှာထိုးမဲ့ချီဟိုအပေါ်ရန်ယူထားလိုက်မယ်။ပြီးကြရင်ဒီလိုတဲ့တဲ့ဒီလိုတဲ့တဲ့ယူကြမယ်နော်။ဒီလိုမျိုးလိမ့်ပြီးတော့ဟိုထိုးချင်တဲ့လိုမျိုးယူမထိုးလိုက်နဲ့နော်။ဘာလို့လဲဆိုတော့ချီတွေလိမ့်သွားမှဆိုလို့ပါ။ဒါဆိုရင်ကိုကဒီမှာဒီမျက်နှာပြင်အတဲ့ပေါ့နော်ဖုံမီးမျက်နှာပြင်အတဲ့ယူမယ်ဆိုလို့ရှိရင်ဒီလိုပုံစံတောက်လျှောက်ပေါ့ဒီလိုအတိုင်းလေးယူသွားပါမယ် ကြလဲတူတူပဲဒါခောက်လိုက်တဲ့သဘောပေါ့နော်ပြကြပြီဆိုလို့ရှိရင်ဒီလိုပုံစံလို့လေးနော်အဲ့ဒါဆိုရင်ဒါကလည်းဒီလိုပုံစံဒီဘက်ထိတ်နေပြန်ဆက်မယ်ဒီလိုပြန်ဆက်မယ်နော် ရှက်ကောလေးနဲ့ဆက်လိုက်ပါမယ်။ဒီလိုပုံစံဖြစ်သွားတယ်နော်။ဒါခါခွင်းလေးရတာ။ဖြစ်သွားပြီဆိုလို့ရှိရင်ချိန်နှစ်ခါထုံးမယ်။ရှည်ခွင်းကိုကြည့်ကြည့်ကြည့်လည်းမရဘူး။အရင်အပွားလုံးလုံးမရှိဘူးနော်။ဒီမှာချိန်နှစ်ခါထိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီဒုတိယတစ်ပောက်ကနေစပြီးတော့ double crochet လေးတွေထိုးကြပါမယ်။

ဒါလည်းဆိုလို့ရှိရင်သူ့ကိုဒီအရှိကတော့အဲပထမဦးဆုံးထိုးခဲ့တဲ့တိုင်ထိတ်ပေါ့နော်ဒီမှာတိုင်ထိတ်ကအပေါက်လေးမှာရှက်ကော်လေးထိုးလိုက်ပါမယ်ဒီတိုင်းချင်းနှစ်ခါသွားမယ်။ချင်းနှစ်ခါသွားပြီးတော့ဒီလိုပြန်လှည့်မယ်နော်။ဒီလိုပြန်လှည့်ထုတ်မယ်နော်။ဒီအဆင့်မှာကြတော့ဘယ်လိုထိုးရမလဲဆိုတော့သူကဒီအရှိတ်ဘက်ဒီလိုခြီးပေါ့နော်။ဒီခြီးကိုမှ ီအပေါ်ရန်ခြီစားနှစ်ဆကိုယူပြီးထိုးတာမဟုတ်ဘူးပေါ့နော်ဒီခြီတိုင်ပေါ့ double crusher တိုင်နေမှာပဲထိုးသွားတာပေါ့နော်အဲဒီမှာဘယ်လိုထိုးမလဲဆိုတော့အရှိတခါအနောက်တခါပုံစံမျိုးနဲ့သွားမယ်နော်ဒီမှာလည်း double crusher ဒီနဲ့ထိုးမယ်ချိန်တစ်ခါထိုးပြီးသားပြီဆိုရင်ဒီပထမဦးဆုံးတိုင်ပေါ့နော် double crusher တိုင်ကိုဒီကနေစယူမယ်နော်အပေါက်ကျဲကနေသူ့ကိုဒီလိုယူလိုက်ယူပြီးသားပြီဆိုလို့ရှိရင် ်သင် double crochet လေးဒီလိုထိုးလိုက်ဒါက front post ပေါ့နော် front post ပုံစံလေးနဲ့ထိုးတာပြီးရင်ဒီဒုတိယတိုင်ဒုတိယတိုင်ကြာရင်တော့ back post နဲ့ထိုးမယ်နော်ဘယ်လိုလဲဆိုတော့ခြေကိုအဲဒီဒီမှာ double crochet ယူလိုက်ပြီးယူလိုက်ပြီးရင်အနောက်ကနေထိုးတာနော်ဒီအက်ကိုဒီအပေါ်ရန်ကနေဒီလိုကော့မယူဘဲနဲ့အနောက်ကနေပြီးတော့မှဒီအနောက်ကနေပြီးတော့မှဒီအပေါက်ကိုဒီလိုထိုးတယ်သူ့ကိုအဲ့ရဲ့အောက်မှာယူလိုက်တာပေါ့နော်ဒါကတော့ ဒီအနောက်ဘက်ပုံစံထိုးနီးပေါ့နော်ဒီတိုင်ကုန်မှာဒီအဲ့ရဲ့အောက်မှာယူလိုက်တယ်ပြီးတော့ရင်တပည့်ခရချက်ထိုးတယ် front bow တစ်ခါ back bow တစ်ခါအဲ့လိုမျိုးတစ်ခါစီထိုးသွားရမယ်နော်ဒါကပထမဦးဆုံးတိုင်ထိတ်ဒီနေရာမှာကိုကအမှတ်ကြိတ်မှတ်ထားမယ်ဆိုလည်းရတယ်နော်ဒါပထမပထမဦးဆုံးတိုင်ထိတ်ရဲ့အပေါက်ကလေးကိုအမှတ်ကြိတ်ပြီးမှတ်ထားလိုက်နော်ပြီးတော့ဆိုလို့ရှိရင်အနောက်ဘက်ပြီးတော့ရင်အရှိတ်ဘက်ပြန်လာမယ် double crochet Tony က double crochet Tony အတူတူပဲဒါပေမဲ့ဒီနေရာမှာ Tony လေးကွဲသွားတာကဒီထိပ်ကချိနှဆမမယူဘဲနဲ့ဒီတိုင်ကိုယူပြီးထိုးတာပေါ့နော်ဒီမှာရှေ့ဘက်ကိုတစ်ခါယူထိုးတယ်နောက်ဘက်ကိုတစ်ခါယူထိုးတယ်ပြတတ်ပြီဆိုလို့ရှိရင်အရှေ့ဘက်ကိုပြန်ယူထိုးမယ်အရှေ့ဘက်ကျတော့ဒီအပေါ်ရန်ချီကနေပြီးတော့မှဒီတိုင်ကိုအဘော်ကိုတင်လိုက်တယ်ပြတတ်ပြီဆိုရင်ဘော်ချီစားကိုဆွဲယူပြီးတော့ double crochet လေးပဲပြန်ထိုးသွားတယ်အရှေ့ဘက်ပြီးရင်နောက်ဘက်ကိုပြန်လာမယ်ချီကို ီတိုင်ရဲ့အဲအက်ကိုတိုင်ရဲ့အောက်မှာတိုင်ရဲ့အပေါ်မှာထားတာပေါ့နော်ဒီကြောက်ပြီဆိုရင်အပေါ်ရန်ခြေချောက်ကိုယူမယ်ပြီးရင် double crochet လေးထိုးသွားမယ်ဒီလိုပုံစံပေါ့နော်ဒါခါဘက်ပုံစံလေးပေါ့အနောက်ပြီးသွားပြီဆိုရင်အရှိကိုတစ်ခါပြန်လာမယ်တိုင်ကိုအက်ရဲ့အပေါ်ကိုတင်မယ် double crochet ထိုးမယ်ပြီးရင်နောက်တစ်ပေါက်တိုင်ကိုအဲ့ရဲ့အောက်မှာထားမယ်အဲ sorry အဲ့ရဲ့ အောက်မှာထားမယ်နော်ဟုတ်တယ်အဲ့ဒီအောက်မှာထားမယ်ပြီးရင် double crochet ထိုးမယ်ဒါဆိုရင် front post တစ်ခါ back post တစ်ခါနဲ့ဒီလိုမျိုးယူပြီးတော့ထိုးသွားလိုက်မယ်နော်ဒီဘက်ဘက်လေးကိုထိုးသွားပြီးဒီထိရောက်တဲ့ဒီကိုဆက်ထိုးသွားလိုက်ပါနော်ဒီမှာနောက်ဆုံးတစ်ပေါက်ကျန်တယ်ဒါကအပေါ်ဘက်ကယူရယ်ပြီးရင်ဒီအောက်ဘက်ကနေယူမယ် ီလိုပုံစံရသွားပြီးပြီးအဆုံးထိထိုးပြီးသွားပြီးပြီဆိုလို့ရှိရင်ဒီမှာအရှိကပထမအဦးဆုံးယူခဲ့တဲ့ဒီမှာတော့ chain နှစ်ခါပြီးရင်ပထမအဦးဆုံးယူခဲ့တဲ့တိုင်းထိပ်မှာပေါ့နော်သူ့ကို shape ကိုလေးထိုးလိုက်ပါမယ်ပြီးတော့ဆိုရင် chain နှစ်ခါပြန်ထိုးမယ်နော် chain နှစ်ခါပြန်ထိုးပြီးတော့ဒီလိုတစ်ဖက်ပြန်လှည့်မယ်နော် ဒါလည်းလက်ပြီးသားပြီဆိုရင်ဒီအဆင့်မှာလည်းစစောကထိုးခဲ့သလိုပဲပြန်ထိုးမယ်နော်ဒီမှာကအနောက်ဘက်ကိုယူပြီးတော့ပြန်ပထမဦးဆုံးထိုးရမှာပေါ့နော် back post နဲ့ထိုးရပါမယ်ဒီမှာ double crochet ပဲထိုးပါမယ်နော်ပထမဦးဆုံးတိုင်ရဲ့တိုင်ကိုဒီအနောက်ဘက်ကိုပေါ့နော်အဲ့ရဲ့အနောက်ဘက်ကိုယူလိုက်မယ်ဒါဆိုရင် back post ပေါ့เนาะပြတာပြီဆိုလို့ရှိရင် ဒီဘက်ဒီဘက်ပောက်ကိုကြတော့ဒီအပေါ်ရံအဲ့ရဲ့အပေါ်ရံကိုယူလိုက်မယ်နော်ပြန် double crochet ထိုးမယ်ကဲဒါဆိုလို့ရှိရင်ဒီအဆင့်မှာလည်းအခုလိုမျိုးပဲပတ်ပတ်လေးကိုအဆုံးထိဆက်ထိုးသွားရပါမယ်နော်ဒီမှာနောက်ဆုံးခြေတိုင်းအထိထိုးပြီးသွားပြီပေါ့နော်ဒါ back post နဲ့ထိုးထားတာပါအဲ့ကြောင့်ဆိုလို့ရှိရင်ဒီရှေ့ကားဒီမှာဒီမှာအဆုံးထိုးခဲ့ရတဲ့တိုင်ထိပ်ပေါ့နော်အဲ့ဒီတိုင်ထိပ်မှာသူ့ကိုရှက်ကော်လေးထိုးလိုက်ပါမယ် ါဆိုရင်ပြီးသွားရင်နောက်တစ်တန်းဆက်မယ်နော်ချိန်လေးနှစ်ခါထိုးပါမယ်ဒီမှာချိန်နှစ်ခါထိုးပြီးသွားပြီဆိုလို့ရှိရင်အခုရှက်ကောထိုးတဲ့အပေါက်ရဲ့ဒီရှိတဲ့ပေါက်ကနေစပြီးတော့သူ့ကို double crochet လေးတွေကြီးပဲတစ်ပေါက်တစ်ခါစီပြန်ထိုးသွားရပါမယ်နော်ဒါဆိုရင်ဒီမှာအရှိတဲ့ပေါက်အရှိတဲ့ပေါက်မှာလည်း double crochet ပဲထိုးမယ်နော်ခုလိုပုံစံမျိုးဒီတိုင်ထိပ်ကခြေပင်နှစ်ပေါက်ထဲမှာပဲတစ်ပေါက်တစ်ခါနဲ့ double crochet လေးတွေပက်ပက်လေးပြန်ထိုးသွင်းရင်ရပါပြီเนาะ ခဲ့တာဆိုရင်ဒီဘက်အဆုံးအထိကိုပြန်ထိုးလိုက်ပါနော်ဆောင်ဒီထိုးပြီးသားပြီဆိုလို့ရှိရင်သူ့ကိုဒီမှာပထမဦးဆုံးစထိုးခဲ့တဲ့တိုင်ရဲပေါ့နော် double crochet တိုင်ရဲထိပ်မှာ shack collar လေးထိုးလိုက်ပါမယ်နော် ီးသွားရင်ချိန်နှက်ခါပြန်ထိုးမယ်နော်ချိန်နှက်ခါထိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုတပတ်ပြန်လှည့်မယ်နော်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့အရှိတပောက်ကနေစပြီးတော့သူ့ကိုတကယ် cross check လေးပြန်ထိုးပါမယ်နော်ဒီတော့ဆိုလို့ရှိရင်ဒီမှာအမှတ်ကြိတ်လေးမှတ်ထားလိုက်မယ်။ပြီးရင်သူနဲ့အတူတူအပေါက်ထဲမှာပဲနောက်ထပ် double crochet လေးတစ်ခါထပ်ထိုးပါမယ်။ ဒီအဆင့်ကနေစပြီးတော့ double crochet တွေပဲထိုးရပါမယ်နော်ပထမအဆုံးအပေါက်မှာ double crochet increase ထိုးရပါမယ်ပြီးရင်နောက်ထပ်ဒုတိယတစ်ပေါက်ကနေစပြီးတော့တစ်ပေါက်ကို double crochet တစ်ခါစီပဲထိုးသွားရပါမယ်နော်ဒါဆိုရင်ပတ်ပတ်လေကို double crochet တစ်ခါစီနဲ့ဆက်ပြီးတော့ထိုးသွားလိုက်ပါနော်။ ပြီးတော့ရင်နောက်ဆုံးကြံတဲ့အပေါက်မှာလည်းသူ့ကို double crochet လေး increase ထိုးပါမယ်သူကရှေ့ကအရှိဆုံးအပေါက်ရည်အနောက်ဆုံးအပေါက်ရည်မှာ double crochet ကို increase ထိုးပြီးတော့ကျန်တဲ့အပေါက်တွေမှာပဲ double crochet ကိုတစ်ပေါက်တစ်ခါစီထိုးသွားရတာပါနော်ပြီးရင်တော့ပုံမှန်အတိုင်းပဲပထမဦးဆုံးတိုင်ထည့်ရဲ့ခြေပေါက်ထဲမှာ သူ့ကိုရှက်ကော်လေးထိုးလိုက်ပါမယ်နော် ပြီးတော့ရင်ချိန်နှခါထိုးပြီးတော့တစ်ဖက်ပြန်လှည့်ပါမယ်နော်။တစ်ဆင့်ပြီးတိုင်းမှာတစ်ဖက်ကိုပြန်ပြန်လှည့်ပြီးထိုးသွားရပါတယ်နော်။ပြီးရင်တော့နောက်ပိုင်းအဆင့်တွေမှာလည်းအခုထိုးခဲ့တဲ့အဆင့်လိုပဲပထမဦးဆုံးအပေါက်နဲ့နောက်ဆုံးအပေါက်မှာ double crochet လေး increase ထိုးပါမယ်နော်။ဒီနေရာမှာမှတ်ချိန်လေး၃မိမှတ်ထားလိုက်ရပါတယ်။ဒါကပထမဦးဆုံးအပေါက်ဖြစ်တဲ့အတွက် double crochet ကို increase ထိုးပါမယ်။ ြသားပြီဆိုလို့ရှိရင်ကြံတပေါက်ချင်းစီတိုင်းမှာဒဘယ်ခရက်ချက်ကိုတပေါက်တစ်ခါစီပဲထိုးသွားရပါမယ်နော်ဒါကတော့ကိုလိုချင်တဲ့အရှိပေါ့နော်အတိုင်းတာဒီအဲတင်မာဖုံးတဲ့အထိပေါ့နော်ဆက်ပြီးတော့ထိုးသွားရမှာပေါ့နော်နောက်အဆင့်နေကလည်းအခုထိုးတဲ့ဘတန်အတိုင်းပဲအခုထိုးတဲ့ရိုးအတိုင်းပဲထိုးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တဆင့်ချင်းစီကိုကိုလိုချင်တဲ့အရှိအတိုင်းတာဒီဆက်ပြီးတော့ထိုးသွားလိုက်ပါနော် ဒါဆိုရင်ဒီအဆင့်မှာသူ့ကိုရက်ထားလိုက်မယ်เนาะဒီမှာစုစုပေါင်းဘယ်နှတန်းရှိလဲဆိုလို့ရှိရင်ဒီခါအောက်ကနေတွက်မယ်ဆိုရင်ပေါ့เนาะဒီခါမှာဒီမှာခပ်ပတ်ရှိရเนาะဒီကနေရည်ကြည့်မယ်ဆိုလို့ရှိရင်တန်း၊နှစ်တန်း၊သုံးတန်း၊လေးတန်း၊ငါးတန်း၊၆တန်း၊ခုနှစ်တန်း၊ရှစ်တန်း၊ကိုးတန်း၁၀၁၁၁၂၁၃စုစုပေါင်း၁၃တန်းရှိမယ်เนาะ ဒီနေရာမှာအရှိကြီးလည်းမထိုးကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေလောက်မှာရက်ထားလိုက်တယ်။တကယ်၍ကိုက site ကြီးရဲ့ရှည်ကျင်နေဆိုလို့ရှိရင်အတန်းကိုဒီထက်ပို့ပြီးတော့ရှည်ထိုးပေါ့နော်။ဒါကတော့ဒီချက်အောက်ကနေပြီးတော့ဒီတင်တဝက်ပေါ့နော်။တင်တဝက်ကိုဒီလောက် site အနေမှာရက်ထားလိုက်မယ်နော်။ပြီးတော့ပြဆိုလို့ရှိရင်ဒီဘက်အချမ်းမှာသူကပြန်ပြီးတော့ဒီပေါင်အတွက်ကိုအတိတ်ထိုးရမှာပေါ့နော်။ဟိုဘက်ဒီဘက်ပေါင်တစ်ဖက်စီကိုလည်းပြန်ထိုးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစင်မှာရက်ထားလိုက်မယ်။ပြီးတော့ပြဆိုလို့ရှိရင် ဒီအဆင့်ကနေစပြီးတော့ဟိုဘက်တချမ်းဒီဘက်တချမ်းပြန်ခွဲထိုးရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီအလဲကောင်းမှာဒီအလဲကောင်းဒီဘောင်းမီရဲ့ခွာအတွက်ထိုးဖို့အတွက်ပေါ့နော်ချိန်လေးတွေထိုးပါမယ်ဒီနေရာကနေစပြီးတော့သူ့ကိုချိန်လေးတွေထိုးမယ်နော်ချိန်ထိုးတဲ့ခါကျရင်နည်းနည်းပေါ့ပွားလေးခြေကိုယူပြီးထိုးပါမယ်တစ်ခါနှစ်ခါ၃၄၅ချောင်းဟော၈ ိုသိစေစစပောင်းချင်းဆက်ကထိုးမယ်နော်ချင်းဆက်ကထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာနော်ဒါကဒီအရှိကအလဲပေါ့နော်အဲ့ဒီအလဲကနေဒီလိုမျိုးလေးချိုးချလိုက်မယ်လို့ချိုးချလိုက်တဲ့အခါကျလို့ရှိရင်ဒီမှာနော်တညီတဲ့သူ့ကိုချိုးချလိုက်တယ်နော်ချိုးချလိုက်တဲ့အခါကျလို့ရှိရင်ဒီမှာနောက်ဖက်ကဒီလိုပုံစံလေးဖြစ်လာတယ် မှာဆိုလို့ရှိရင်ဒါအနောက်ဘက်ကဒီအမ်ပြောရရင်အလေတက်တယ်ပေါ့နော်အဲ့ဒီနေရာမှာသူ့ကိုအမှတ်ခြေလေးမှတ်ထားလိုက်တယ်အလေတက်တဲ့ပုံမှာအမှတ်ခြေလေးမှတ်ထားလိုက်တယ်ဒါကအခုထိုးထားတဲ့ချိန်းနဲ့သူ့ကိုပြန်ဆက်ရမှာပေါ့နော်ပြောရရင်တော့ဒါအရှိနဲ့အရှိဘက်နဲ့အနောက်ဘက်ကိုကွာလေးထိုးရမှာပေါ့နော်ဘောင်းမီရဲ့ကွာထိုးရမှာပါသူဒီအမှန်ချိန်နေရာမှာချိန်လိုက်မယ်နော်ချိန်တဲ့ခါကျရင်ဒါကိုဒီခြေစောက်ကိုဒီဘက်ကိုပြလို့ယူထားမယ်နော် ဒါဖြစ်ဆိုလို့ရှိရင်ဒီ about ကိုအပ်ထည့်ပြီးတော့ဒီရှိစားကိုပြန်ပြီးတော့ share call လေးထိုးလိုက်ပါမယ်နော်ဒီလိုလေးထိုးလိုက်မယ်ဒါဖြစ်ဆိုလို့ရှိရင် chain လေးနှစ်ခါထိုးပါမယ် chain နှစ်ခါထိုးမယ် chain နှစ်ခါထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီလိုလေးပြန်လာမယ်ဒီအခုထိုးထားတဲ့ chain နေမှာသူ့ကိုပြန်ပြီး double crochet လေးနဲ့ပြန်ထိုးပါမယ်နော် ီကွာနေရာလေးထိုးခဲ့ခါကျရင်ခြေကိုနည်းနည်းလေးပွပွလေးယူပြီးတော့ထိုးလိုက်ပါမယ်နော် ဒီမှာစုစုပေါင်း double crochet 10ကပြန်လာတယ်နော်ချင်းဆက်ကထိုးရတဲ့အတွက်10ကပြန်ထိုးတယ်ပြတော့ပြီဆိုလို့ရှိရင်ဒီလိုပုံစံပေါ့နော်ဒီလိုပုံစံဒါကစစောကဒီကနေထိုးလာတယ်ထိုးလာပြီးတော့လို့ရှိရင်ဒီဘက်ဒီဘက်မှာဒီပထမအဦးဆုံးအပေါက်ကနေပြန်စပြီးတော့သူထိုးရပါမယ်နော် ဒီဘက်ကနေစပြီးတော့သူ့တပည့် crochet လေးတွေပုံမှန်တိုင်းနဲ့ပြန်ထိုးသွားရပါမယ်ဒါဆိုရင်ဒီ double crochet ကိုဒီဘက်အမှတ်ချက်ရောက်တဲ့အထိကိုဒီကနေစပြီးတော့ဒီအမှတ်ချက်ရောက်တဲ့အထိကိုပြန်ပြီးတော့ထိုးသွားပါမယ်နော်။ဒါဆိုရင်ဒီမှာနောက်ဆုံးအပေါက်အထိထိုးပြီးသွားပြီဆိုလို့ရှိရင် သူ့ရဲ့ဒီအရှိမပြန်ပြီးရှက်ကော်လေးနဲ့ချိန်ရမှာပေါ့နော်။မရှက်ကော်လေးချိန်လိုက်မယ်။ပြီးတော့ဆိုရင်ချိန်နှက်ကပြန်ထိုးမယ်။ချိန်နှက်ကထိုးပြီးတော့ အဲဒီအရှိမဆက်မထိုးသွားပဲနဲ့ဒီလိုတစ်ဖက်ပြန်လှည့်မယ်နော်နေပြီးသားရေဆိုလို့ရှိရင်ဒီကနေပြန်ထိုးပါမယ်။မှန်နော်ဒီချင်းနှက်ခါပေးရအပေါက်ကနေသူ့ကိုပြန်ဆပြီးတော့ double crochet တွေပြန်ထိုးပါမယ်နော်။ ါဆိုရင်ဒီကနေစပြီးတော့ဒီပက်ပက်လေးပေါ့နော်ဒီကနေစပြီးတော့ဒီပက်ပက်လေးကိုပြန်ထိုးသားပါနော်ဒီအထိရောက်တဲ့အထိကိုပြန်ထိုးသားရပါမယ်နော်ဒါဆိုရင်ဒီမှာဒီကနေပြီးတော့ထိုးလာတာဒီဘက်ထိရောက်သွားပြီပေါ့နော်ဒီဘက်ထိရောက်သွားပြီလို့ရှိရင်ဒီအတန်းနေမှာဆက်ထိုးရမယ်နော် ။ဆိုလို့ရှိရင်ဒီမှာနောက်ဆုံးဒီနေရာရောက်ပြီပေါ့နော်။ပြန်ဒီအရှိမမနချိန်းနှခါထူထားတဲ့ဒီဘက်ရဲ့တိုင်ထိပ်ရအပေါက်လေးမှာသူ့ကိုရှက်ကောပြန်ထုတ်လိုက်ပါမယ်အချိန်ဒီမှာရှက်ကောလေးထုတ်ပြီးသားပြီဆိုလို့ရှိရင်ချိန်းနှခါပြန်ထုတ်မယ်ချိန်းနှခါထုတ်ပြီးတော့ဒီဘက်ကိုပြန်လှည့်မယ်နော် ီမှာဒီမှာထိုးထားတဲ့ double crochet ကနေပြန်စမယ်နော်ချိန်တစ်ခါပြီးသွားရင်ဒီသူ့ဘေးကဒီအပေါက်နော်ဒီကနေစပြီးတော့ double crochet တွေပဲပဲလေးပြန်ထိုးရပါမယ်ဒါဆိုရင်ဒီကနေစပြီးတော့ဒီပေါင်ပပတ်လေးပေါ့နော်။ဒါဆိုရင်ဒီဘက်ပေါင်တစ်ဖက်ပေါ့နော်။ပေါင်တစ်ဖက်ပပတ်လေးကိုကိုလိုချင်တဲ့အရှိအထီကိုဆက်ပြီးတော့ထိုးသွားလိုက်နော်။ โอเคကိုကတော်တော်လေးလိုချင်နေဆိုလို့ရှိရင် size ကိုအဲအများကြီးမထိုးနဲ့ပေါ့နော်ဒီအရှိကိုအများကြီးမထိုးနဲ့တကယ်လို့ကိုကရှေ့ရှေ့လိုချင်နေဆိုလို့ရှိရင်တော့ရှေ့ရှေ့ထပ်ထိုးလို့ရတယ်နော်ဒီနေရာမှာဟိုဘက်ဒီဘက်ခွဲပြီးတော့ထိုးရတာဖြစ်တဲ့ကြောင့်မလို့ဒီဘက်ပေါင်တစ်ချမ်းကိုအရင်ထိုးတယ်နော်ဒါဆိုလို့ရှိရင်အခုထိုးနေတိုင်းမဲ့ဒီလိုဘက်ဘက်လည်း double crochet ပြန်လာမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာအဲရှက်ကော်လေးနဲ့ဆက်မယ်ပြီးသွားပြီဆိုရင် chain နှစ်ခါလာမယ်ပြီးရင်ပြန်လှည့်ပြီးတော့တစ်ခါပြန်ထိုးမယ်ပြီးရင် chain နှစ်ခါပြန်ထိုးမယ်ပြီးရင်တစ်ဖက်ပြန်လှမယ်အခုလိုပုံစံတိုင်းလေးပဲဆက်ပြီးတော့ထိုးသွားလိုက်ပါနော် ဒါဆိုရင်ဒီဘက်ပေါင်တစ်ဖက်အချမ်းရသွားပြီပေါ့နော်ဒီနေရာမှာကိုကရှေ့ပြီးတော့ထိုးမယ်ဆိုလို့ရှိရင်လည်းကိုစိတ်ကြိုက်ထိုးလို့ရပါတယ်ဒီမှာကတော့ပေါင်တိုလေးပဲထိုးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုအဲအเจ้าကြီးအများကြီးမထိုးတော့ဘူးပေါ့နော်ကိုလိုချင်တဲ့အရှိအတိုင်းလေးပဲထိုးယူလိုက်ပါတယ် ီးသွားရင်သူ့ကိုအရှိကဒီမှာတိုင်ထိတ်လေးမှာရှက်ကော်လေးထိုးပြီးခြေစားဖြတ်လိုက်ပါမယ်နော်ဒီနေရာမှာသူ့ကိုရှက်ကော်လေးထိုးပြီးသားပြီဆိုရင်ချိန်လေးတစ်ခါထိုးပြီးမှခြေစားဖြတ်လိုက်ပါမယ်နော်။ဒါဆိုရင်ဒီဘက်ပေါင်တစ်ဖက်ပေါ့ရသွားပြီပေါ့နော်။ ပြီးပြီဆိုတော့ဒီဘက်ကိုပြန်ထိုးမယ်။ဒီဘက်ကိုထိုးတဲ့အခါကျရင်ဒီအမှတ်ချိတ်ကနေပြန်ထိုးမယ်နော်။ဒီမှာဆိုရင်ဒီမှာအမှတ်ချိတ်မှတ်ထားတဲ့အပေါက်ရှိတယ်နော်။ဒီအပေါက်ကနေသူ့ကိုခြိစားယူလိုက်မယ်။ခြိစားယူလိုက်ပြီးတော့ဆိုရင်ခြိလိုက်မယ်နော်။ပြန်ဒီကနေခြေယူပြီးတော့ chain လေးနှစ်ခါထိုးပါမယ် chain နှစ်ခါထိုးပြီးဒီဘက်ကိုဆက်မထိုးဘဲနဲ့ ဒီဘက်ကိုပြန်ထိုးမယ်နော်ဒီဒီမှာနော်ဒီခွာခွာနေရပေါ့နော်ခွာနေရချင်းထိုးတာတဲ့နေရကိုစစောကထိုးခဲ့တဲ့နေရလေးကနေပြန်ဆာမယ်နော်သူ့ကိုဒီလိုမျိုးဒီဘက်ကိုဆက်မထိုးသွားပဲနဲ့ဒီဘက်ကိုပြန်ထိုးတာပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ဒီမှာဒါကချင်းနှစ်ခါတတ်ထားတဲ့အပေါက်ပေါ့နော်သူရဲ့ဒီဘေးတစ်ပောက်ကနေပြန်ဆရမှာပေါ့နော်ဘေးတစ်ပောက်ကဒီတိုင်ထိတ်ကနေပြန်ဆရမှာပေါ့နော်တကယ်၍ကိုကမှားမှာဆိုလို့ရှိရင်ဒီလိုလေးကြည့်လိုက် ဒီမှာเนาะတိုင်ရဲ့အပေါ်မှာရှိတဲ့အပေါက်ကနေပြန်ယူပြီးတော့ထိုးမှာပေါ့เนาะဒလိုင်ရင်းစီရဲ့အပေါ်ကနေပေါ့เนาะဒါဆိုရင်ဒါဆိုရင်ဒီတိုင်ဆိုလို့ရှိရင်ဒီထိပ်ကနေပြန်ယူမယ်เนาะ ဒီကြီးထိုးလာပြီဆိုလို့ရှိရင်ဒီဘက်ကိုပြန်သွားမယ်เนาะဒီမှာဒီမှာနောက်ဆုံးအပေါက်တော့ထိုးခဲ့တယ်နောက်ဆုံးအပေါက်ပြသရည်ဆိုရင်ဒီရှေ့ကအပေါက်ဒီမှာပြန်ထိုးသွားရပါမယ်เนาะသူ့ကိုလည်းဒဘယ် crochet တွေပဲပတ်ပတ်လေးထိုးရပါမယ်ဒါဆိုလို့ရှိရင်ဒီကနေစပြီးတော့သူ့ကိုပတ်ပတ်လဲဒီဘက်ပြန်ရောက်တဲ့အထိပေါ့နော်ဒီလိုပတ်ပတ်လဲဒီဘက်ပြန်ရောက်တဲ့အထိဆက်ပြီးတော့ထိုးထားလိုက်ပါနော် ဒါဆိုရင်ဒီမှာနောက်ဆုံးအပေါက်ထည့်ကို double crochet တွေထိုးလိုက်ပါမယ်နော်။ပြီးတော့ဆိုလို့ရှိရင်ဒီမှာ chain နဲ့ခါတို့တဲ့နေရာပြန်ရောက်ပြီပေါ့နော်။ဒီနေရာမှာဒီအပေါ်ကဒီတိုင်ထိတ်ကအပေါက်လေးမှသူ့ကိုရက်ကုန်လေးထိုးလိုက်ပါမယ်။ပြီးတော့ဆိုလို့ရှိရင် chain နဲ့ခါပြန်လာမယ်။ chain နဲ့ခါလာပြီးတော့ဒီအရှိတ်ကိုဆက်မထိုးဘဲနဲ့ဒီဘက်ကို ပြန်လှည့်ပြီးတော့အခုထိုးလာခဲ့တဲ့အနောက်ဒီထိုးလာခဲ့တဲ့တောက်လျှောက်ကိုပြန်ထိုးသွားပါမယ်နော်။သူကတပေါက်ချင်းစီတိုင်းမှာ double crochet တွေပဲ အပတ်လည်းထိုးရမှာဆိုတော့ဒီ pattern လေးကလည်းမခက်ဘူးပေါ့နော်ဒါဆိုရင်အခု double crochet ထိုးတာကိုဒီကနေစပြီးတော့ဒီဘက်ပတ်ပတ်လေဒီဘက်ပြန်ရောက်တဲ့အထိကိုဆက်ပြီးတော့ထိုးသွားလိုက်ပါနော်ဒီလိုမျိုးတစ်ဆင့်တစ်ဆင့်ထိုးသွားပြီးပြီဆိုလို့ရှိရင်ဒီဘက်နဲ့အတူတူရောက်ပြီပေါ့နော်ဒီဘက်နဲ့ size တူပြီဆိုလို့ရှိရင်တော့ဒါရပြီပေါ့နော်ဒါဆိုရင်ဒီဘက်နဲ့တူအောင်ဆက်ပြီးတော့ထိုးသွားလိုက်ပါနော် ဒါဆိုရင်ဒီမှာနောက်ဆုံးအပေါက်မှာသူ့ကိုရှက်ကော့ချိတ်ပြီးချိန်တခါထိုးပြီးခြေစားဖြတ်လို့ရပြီပေါ့နော်ဒီနေရာမှာဟိုဘက်ဒီဘက်အညီထားပါမယ်ဒါဆိုရင် data အလဲကောင်အကြောင်းပေါ့နော်အလဲကောင်အကြောင်းမှာဆိုရင်1 2 3 4ဒီဘက်5ခုရှိရနော်ပြီးရင်1 2 3 4ဒီဘက်လည်း5ခုရှိရအဲ့ဒါဆိုလို့ရှိရင်ဟိုဘက်ဒီဘက်အညီဖြစ်သွားပြီပေါ့နော်ဒါဆိုပန့်လေးရပ်သွားပြီပေါ့နော်ဒါကတော့ short pan ပါ ကန်းချေတွားရင်ဝေဖို့အတွက်အဲထိုးပေးဖြစ်တဲ့ဟာလေးကိုဗီဒီယိုလေးရိုက်ထားတာပေါ့နော်။ဒါကခါဆိုင်28ကိုမူတည်ပြီးတော့ထိုးထားတာပေါ့နော်။ကိုကခါဆိုင်သူ့ထက်ကြီးမယ်ဆိုလို့ရှိရင်ခါဆိုင်ပေါ်မူတည်ပြီးတော့ထိုးသွားလိုက်ပါနော်။တကယ်လို့မှဒီထက်ပို့ပြီးတော့အရှည်လိုစင်နေဆိုရင်လည်းဒီထက်ပို့ပြီးရှည်ပြီးတော့ထိုးလို့ရပါတယ်เนาะကြည့်ဒါဆိုရင်ဒီအနောက်ကခြေစားကချင်းတစ်ခါထိုးပြီးပြီဆိုတော့ခြေစားဖြတ်လိုက်မယ်เนาะ ပြီးရင်ဒီမှာကြံနေတဲ့ခြေစားနှစ်စကိုတော့ပြီးရင်လိုက်ပြီးတော့အစတက်လိုက်မယ်နော်ပြီးသွားရင်သူကကမ်းခြေပံဝင်မှဖြစ်တော့ဒီကြောင့်မလို့သူ့ကိုဒါလေးတွေနဲ့အလှဆင်လိုက်မယ်နော်ဒီမှာဒီဟာလေးကိုသူ့နဲ့အတူတူတွဲချုပ်မယ်နော်ဒီနေရာမှာကိုကြိုက်တဲ့ကာလာလေးတွေတုံးပြီးတော့ဒီရုပ်လေးတွေကထိုးလို့ရတယ်နော်ကိုအစဉ်ပြင်းမဲ့ကာလာလေးနဲ့လည်းတွဲလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်ဒီပေါင်းမီထိုးနီလေးကိုအဲထိုးနီလေးကလွယ်လဲလွယ်ရပြီးတော့လိုက်ထိုးရတာလည်းအဆင်ပြေမယ်ထင်ပါတယ်နော်ဒီမှာပတ်တန်ကတစ်မျိုးတည်းနဲ့သွားတာဖြစ်တဲ့ကြောင့်မို့လို့ ပိုက်ထိုးရတာအဆင်ပြေမယ်ထင်ပါတယ်။ကြည့်ရှုပေးတဲ့တရားစီစဉ်တိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။နောက်ထပ်လွယ်ကူရိုးရှင်းတဲ့ဗီဒီယိုလေးကိုလည်းဆက်လက်ပြီးတင်ပြပေးပါမယ်ရှင်။